တူတက်ကနေနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေတင်းလေးတမောတာစီးပြီးတော့လာတယ်လေအောင်စင်မခွဲခွာသူအလုံးနဲ့နေစုံမှာပါ AFC United Champion ဖလားဘောလူပွဲမှာအနိုင်ရသွားတဲ့ကာတာအသင်းကိုစုချင်းမြင့်တဲ့အခမ်းအနားမှာ2025 Fever U20 ကမ္ဘာဖလားပွဲကို မြမသမိုင်းတခြားပထမဆုံးဝင်ရောက်ကစားခွင့်ရသွားတဲ့မြမ United အသင်းကိုအထူးစုအဖြစ်အောက်တိုဘာ23ရက်နေ့ကချီးမြှင့်ခဲ့ပါတယ်မြမအသင်းပေါ်ချန်ပီယံရသွားတဲ့ကာတာအသင်းဘယ်လိုမြင်သလဲ AFC United ပွဲစဉ်တခြားကာတာအသင်းအနေနဲ့ခက်ခက်ခဲခဲရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ဟာပရိသတ်3000ကျော်ကွင်းပြေကွင်းရှံအားပေးတာကိုခံခဲ့ရတဲ့အင်ရှင်မြမအသင်းဖြစ်တယ်လို့ကာတာအသင်းခေါင်းဆောင်လည်းဖြစ်အကောင်းဆုံးဘောလုံးသမားဆုကိုရခဲ့သူကပြောပါတယ် မြန်မာယူနိုက်တက်အသင်းကို ဂုံပြူတဲ့အနေနဲ့အာရှဘောလုံးအဖွဲ့ချုပ်အထွေထွေတွင်းရင်မှုကိုတိုင်းအထူးစုကိုချီးမြှင့်ခဲ့ပြီးကာတာအသင်းအနေနဲ့ကတော့ United Flag ကိုပထမဆုံးရတာဖြစ်ပါတယ်။ဒီလိုသမိုင်းမှတ်တိုင်စိုက်ထူနိုင်လို့ဂုံယူသလို အသင်းလိုက်စူးစီးမှုအားကောင်းကောင်းနဲ့ဟန်ချက်ညီညီကြိုးစားခဲ့တဲ့ကာတာအသင်းသားအားလုံးကိုကျေးဇူးတင်တယ်လို့နီးပြားကဆိုပါတယ်။ Thank you so much for coming and making our decir la lección marcada de la resurrección y por la vida, y su ofrenda de amén. ဥပနာလူငယ်အားကစားဝင်မှာကျင်းပခဲ့တဲ့အာရှ United Champion ပွဲစဉ်ရဲ့ဘောလုံးပွဲပထမပိုင်းမှာမြောက်ကိုရီးယားကကာတာကိုဖိကစားနိုင်ခဲ့ပေမဲ့ရှေ့တန်းတိုက်စစ်မှုတွေဂိုးပေါက်ပြောက်နေခဲ့ပြီးဒုတိယပိုင်းစတင်ပြီး52မိနစ်အကြာမှာကာတာအသင်းကတောင်းကန်ပေါ်နဲ့အဖွင့်ကိုရရှိပြီးဘိုးဆွဲခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားအသင်းဟာပထမပိုင်းမှာအားကုန်ထုတ်ပြီ ဂိုးသွင်းနိုင်မှုအာရုံစိုက်ခဲ့ပေမဲ့ကာတာကိုအဖွင့်ကိုပေးလိုက်ရပြီးနောက်ပိုင်းအတော်ကလေးခြောက်ခြားပြီးဝတ်ဆင်းသွားခဲ့ရတယ်လို့မြောက်ကိုရီးယားနှီးပြကပြောပါတယ်။ကာတာဟာအချိတ်ဆက်ကောင်းကောင်းနဲ့ကစားနိုင်တဲ့တကယ့်အသင်းကောင်းပါလို့ချီးကျူးခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် ဘောလူပွဲပြီးတစ်ဆက်သေးကျင်းပါတဲ့စူပေးပွဲမှာကာတာကချန်ပီယံဆုမြောက်ကိုရီးယားကဒုတိယဆုရခဲ့ပြီးမြမလက်ရွေးစဉ် U19 အသင်းအတွက်အထူးဆုကိုဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောနဲ့ U19 အသင်းကိုလက်ခံရယူခဲ့ပါတယ်